ကျွန်တို့ရဲ့ Premier League ယာတီကတော့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်အာဆင်နယ်အသင်းကမနေ့ညမှာဆော့တတန်အသင်းကို2-0နဲ့နိုင်ပြီးတော့ဒါသူ့ရဲ့ဒီ2024-25ယာတီကိုတော့အဆုံးသတ်သွားပြီပဲဖြစ်ပါတယ်ဒီမှာအောင်မြင်မှု ကြီးကြီးမားမားဘာမှမရပါဘူးကျွန်တော်ကုံယူစရာအနေနဲ့ကတော့ကျွန်တော် Godma Raya ကဒါရွှေလက်အိတ်ကိုရရှိပါတယ်သူတယောက်တည်းရတာမဟုတ်ပါဘူး Nottingham Forest ကိုဒမနဲ့ဒါ ပူးတွဲရရှိတာဖြစ်ပါတယ်ကျွန်တော်ကိုသွင်းအများဆုံးစုကတော့ကျွန်တော်လီဘွာပူးတိုက်စစ်မှုမိုဟာမက်ဆာလက်ကပဲဒါရရှိသွားပါတယ်ထို့အတူမိုဟာမက်ဆာလက်ကပဲဒါကိုပန်ဒီမှုအများဆုံးကစားသမားစုကိုလည်းဒါသူတယောက်တည်းစကူရရှိသွားပါတယ်ဒီနေ့ယာဒီချန်ပီယံဖြစ်သွားတဲ့လီဘာပူးကိုတော့ဘယ်လိုဖြစ်ဖြစ်ကျွန်တော်ကုံယူအားပေးပါတယ်ဒါမဲ့နှစ်ရာသင်မှာတော့ကျွန်တော်အာဆင်နယ်နဲ့ ဘယ်လိုပြင်ဆင်မှုတွေနဲ့ပြန်ထွက်လာမလဲတော့ကျွန်တော်မသိသေးဘူးပေါ့နော်အကောင်းဆုံးတော့ကျွန်တော်တွေမျှော်လင့်ပြီးတော့ဆက်လက်ပြီးအားပေးသွားမှာပဲဖြစ်ပါတယ်အာကျွန်တော်အာဆင်နယ်အနေနဲ့တော့ဒါကွန်းလယ်မှာလူရဆိုစီတက်ကစားသမားဒါကိုယ်နဲ့ကစားသမားတယောက်ကိုတော့ကျွန်တော်ခေါ်နိုင်ပြီးအနေထားကိုရောက်ရှိနေပါပြီ။လက်ရှိမှာတော့အရေးကြီးဆုံးကတော့အာဆင်နယ်တိုက်စစ်မှာဒါမိုက်ကယ်အတီတာအနေနဲ့ဘယ်လိုကစားသမားကို ဘယ်လိုတိုက်စစ်မှုကိုခေါ်လာမလဲဆိုတော့တော့တောင်းရမှာဖြစ်ပါတယ်တကယ်လို့များဒီယာတီမာလဲဒီဘလုံးယာတီနားတဲ့ချိန်မှာတိုက်စစ်မှုကိုမခေါ်နိုင်ဘူးဆိုတော့အာဒီတာအနေနဲ့အာဇနဲကလည်းထွက်တင်ပါပြီပြီးတော့တကယ်လို့များတိုက်စစ်မှုမခေါ်ဘဲနဲ့2025 26ယာတီကိုဆက်ပြီးဖြတ်တန်းသွားမှာဆိုရင်လည်းဘာအောင်မြင်မှုမှရောက်မှာမဟုတ်ဘူးလို့ကျွန်တော်တို့ကတော့ထင်မြင်ယူဆပါတယ်ဆိုတော့ဘယ်လိုဖြစ်လာမလဲ ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ထောင်ပေးတဲ့လူတွေကိုကျေးဇူးတင်ပါတယ်။